မိုးဆက်ချူကနေဆိုင်ရင်တမိအေးမဟုတ်ချောင်းတမိမဟုတ်ချောင်းနေဆိုင်ရင်မိမအတဲ့နေဆက်လို့ဘက်ကနေညင်းဆိုလိုက်တာဖြစ်တဲ့အတွက်ပုံမှုပြီးတော့ဝဲစုသွားခဲ့တာပဲဖြစ်ပါတယ်မိုးဆက်ချူကတော့နာမည်နှလုံးနဲ့မင်းသားကြီးစနေနတ်နဲ့မင်းသားကြီးကသူ့ရဲ့အဖေပါသူ့ကိုငငယ်ကလေးကနေပြစ်ထားခဲ့တာပါအစရှိသည့်ဖြင့်အကြောင်းအရာများစွာနဲ့ online ပေါ်မှာသက်လာခဲ့ပြီးတော့ attention ရှာသလိုတောင်ဖြစ်တဲ့ဗျာခုနှစ်ပိုင်းမှာနော်ဒါရွှေဆိုင် ရပွဲတွေပွဲတွေအများကြီးတက်လိုက်ရပြီလည်းဖြစ်ပါတယ်။ဟောအဲ့ဒီအကြောင်းအကြောင်းပဲ။အခုပြည်ထနာတွေကတော့ဒေါ်လေးကိုကြီးထွားခဲ့ပြီလည်းဖြစ်ပါတယ်။နေဆန်းနဲ့သူမိမဘက်ကနေပြီးတော့မိုးဆက်ချိုကသူတို့ရဲ့နော်တမီးလည်းမဟုတ်ကြောင်းနော်ပေါဝင်ပတ်သက်မှုတစ်ခုမှမဟုတ်ကြောင်းသူတို့ဖြစ်တော့နေဆန်းရဲ့ဇနီးအစ်စ်ကတတော်လေးကိုပောက်ကွဲနေတဲ့ပုံစံပေါက်နေပါတယ်။ဒါကြောင့်မို့လို့လေဒီကနေ့မှာတော့မိုးဆက်ချိုကအရန်အရန်ကိုပောက်ကွဲပြီးတော့အခုလိုမျိုးကိုယ်တမီးအရင်ကိုစွန့်ပစ်ပြီးတော့ ခုလိုမျိုးရုပ်မှသွားတာကလိပ်ပြာလုံးရလားဆိုပြီးတော့မိကွန်းထုတ်လိုက်တာပဲဖြစ်ပါတယ်။ DLA စစ်ဆေးမယ်ဆိုရင်တော့ချက်ချင်းစစ်ဆေးပေးလို့ရတယ်။ဘာကြောင့်ခုလိုမျိုးကိုမွေးချတဲ့သမီးအရင်ပုံမှာလုံးရတာလဲဆိုပြီးတော့မိုးဆက်ချိုကမိကွန်းထုတ်နေပြီလေဖြစ်ပါတယ်။လုံးဝကိုတေးချသွားပါပြီ။မိုးဆက်ချိုတတ်မှတ်ထားတာကနေဆန်ကသူ့ရဲ့အဖြေအရင်မှာဒါက DLA စစ်ဆေးရတော့မလိုပါဘူး။လုံးဝလုံးဝကိုအများတကာကတတ်မှတ်ထားကြတဲ့အချိန်မှာပဲညီစန်းနဲ့မိုးဆက်ချိုတို့ကရုပ်ချင်းကချွတ်စွတ်ကိုတူနေတာပဲဖြစ်ပါတယ်။ ဒါကြောင့်မလို့ဒီ .jp မှာနေဆိုင်ရင်တော့လူမသိသူမသိသူမည်ဆိုပြီးတော့လူပြောများနေတာလေးဖြစ်ပါတယ်။နေဆိုင်ဟာအခုချိန်မှာဆိုရင်တော့ဖြစ်သူ့ထက်အသက်15နှစ်ငယ်တဲ့ဇနီးလေးနဲ့နော်ဘားနဲ့သမီးကိုမွေးဖွားခဲ့ပြီးကောင်းမွန်တဲ့အင်ထောင်ကြီးကိုသမင်းဆိုင်ကြီးဖွင့်ထားပြီးတော့ပိုင်ဆိုင်နေပြီလေးဖြစ်ပါတယ်။ဒီလိုချိန်မှာပဲလုံးဝကိုချိန်မှာမထားဘူး။အနုပညာလောကကတိုင်းလောကလောက်ကိုရှုပ်ထွေးတယ်လို့ကျွန်တော်ဆိုရမလားပဲနော်။ဒီဆက်မှာအရင်ကမိမနဲ့တမိတယောက်ပေါ်လာခဲ့ပြီးတော့ခုချိန်မှာဆိုတော့ပြေနိုင်ငံလုံးရဲ့ဆဲဆိုခြင်းကိုလည်းခံယူနေရပြီလေဖြစ်ပါရဲ့ဗျာ